။နောင်ညာကြိုက်ခဲမှုကင်းစွာနဲ့ကျမရဲ့နနက်ခင်းလေးကိုစတင်လိုက်ပါရယ်။တအိမ်သားဆုံးအတွက်မနက်စာကိုလည်းကျမပဲချက်ပြုတ်ပြင်ဆင်ပေးပါရယ်။ကျမကအသက်60ကျော်နေပေမဲ့ညီလေးနဲ့တောင်အပြိုင်ပြေးနိုင်ပါသေးတယ်။အိမ်သားတွေရဲ့နေ့လယ်စာညစာကိုလည်းကျမပဲချက်ပြုတ်ပြင်ဆင်ပေးပါရယ်။အသက်60ကျော်မှာညောင်းညာကြိုက်ခဲမှုကင်းစွာနဲ့ဒီလိုနေတိုင်းဖြတ်တန်းနိုင်တာကျမမှာအစွမ်းထက်တဲ့စေစွမ်းကောင်းတစ်လက်ရှိနေလို့ပါ။ ဲ့ဒါကဘာစေးလဲဆိုတော့ကျမအငဲသုံးတဲ့ကန်းစော်စီပဲဖြစ်ပါတယ်။ကျမ်းမာခြင်းဟာပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်ဆိုရင်တော့ကျမအငဲသုံးနေတဲ့ကန်းစော်စီဟာကျမ်းမာခြင်းရဲ့လျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။ခြေစစ်လက်စစ်ကြိုက်တာတွေဒူးနာတာတွေခါနာတာတွေအယိုးအကျော်အစစ်အမြစ်ကြီးပေါင်း၄ဘက်နာစသဖြင့်နာကျင်ကြိုက်ခဲဝေဒနာတွေတိတိတသာကြီးကိုတတ်တာပြောက်ကင်းခြင်းနဲ့ဆိုရင်ကန်းစော်စီကိုသုံးပါ။ တတရာမတိတိတတာကိုတတတာစေတာပါဆက်လိနေနေမှာကိုပဲပေါ်ပါပြီးနေလို့ကောင်းသွားတာကိုခံစားမိမှာပါတနေ့ကို၃ချိန်မှ၅ချိန်နာကျင်တဲ့နေရာတဝိုက်ကိုအသားရေစိတ်ဝင်သွားအောင်ပိုလူပေးယုံများဖြင့်ဒူးနာခါနာဇကြောတက်ညောင်းညာကြိုက်ခဲထုံနာကျင်နာအယိုးကျော်၄ဘက်နာခြေအနောက်နာနှင့်ကြီးပေါင်းအဆရှိတဲ့နာကျင်ကြိုက်ခဲဝေဒနာမှန်သမျှကိုတိတိတတာတတပြောက်ကင်းစေပါတယ် ကန်းစော်စီအနံ့ကိုခံနိုင်တဲ့ကန်းစော်စီရဲ့မူလဈေးအာနိသင်အတိုင်းအပြည့်အဝလိုချင်တဲ့ဈေးလဲတက်တာချင်တဲ့ဆိုရင်ကန်းစော်စီနှစ်ဆိုတာရှိတယ်။ကန်းစော်စီပလင်းအောက်ခြေကအနေတွေပါအစီပါပြီးသားဖြစ်လို့တန်းလူယုံပါပဲဘာမှထက်ပြီးရောဆက်เสียမလိုပါဘူးသူကတော့60မီလီစီပါတဲ့နှစ်ဖူးတရွဲကို8000ကျပ်နဲ့ရောင်းပေးပါတယ်တကယ်လို့ကန်းစော်စီအနံ့ကိုမခံနိုင်ဘူး န်းနဲ့မွေးမွေးလေးနဲ့တဲကျင်တဲ့နေရာတဲသွားမယ်လိမ့်လိုက်ရင်လဲအစွန်းထင်းမရှိကျင်ဘူးဆိုရင်တော့ကန်းစော်စီကိုမှလိမ့်စေးအဖြစ်ပိုကောင်းအောင်ထုတ်လုပ်ထားတဲ့စီလကန်းစော်လိမ့်စေးလဲရှိပါတယ်သူကတော့30မီလီတပူးကို19900ကျပ်60မီလီတပူးကို28900ကျပ်ပါဘဲဟာကိုရွေးရမှာလဲဆိုရင်ကန်းစော်စီကိုလိမ့်စေးအဖြစ်အသုံးပြုခြင်းနဲ့အနမ်းကြောင့်မတုံးနိုင်ဖြစ်နေတဲ့ဝယ်သူများအတွက်တော့ လာဘင်ဒါပန်းအနက်၄ပါတဲ့စီလာကန်းစော်လင်းဆေးကို၃ပါရောထားတာမကြိုက်ဘူးမူလအတိုင်းဆေးအာနိသင်ရှိတဲ့ကန်းစော်စီကိုပဲကြိုက်တယ်ဆိုတော့ဝယ်သူများကတော့ကန်းစော်စီနှစ်နှုတ်ကို၃ပါရှင်မြန်မာနိုင်ငံတဝန်းအိမ်ရောက်ငွေချေနဲ့ပို့ဆောင်ပေးနေတာဖြစ်လို့စိတ်ဝင်စားတယ်ဆိုရင်တော့အခုပဲစာပို့ပြီးဖြစ်ဖြစ်ဖုန်းဒါမှဟုတ် Viber ကနေဖြစ်ဖြစ်မာယူလိုက်ပါနော်ကျမ်းမာချင်းဟာပျော်ရွှင်ခြင်းရဲ့လျှိုးဝဲချက်ဆိုရင်တော့ ကျမအမြဲသုံးနေတဲ့ကန်းစော်စီဟာကျမ်းမာခြင်းရဲ့လျှို့ဝှက်ချက်ပဲဖြစ်ပါတယ်